နိုင်ငံခြားသောအလုပ်သမားမှတ်ပုံနှင့်လုပ်ငန်းအချိန်မြင့်ဆောင်ရွက်မှုနှင့်ဖန်စီခံရသူမြန်မာအလုပ်သမားများကိုနေရက်ပြန်မပို့ဖို့ထိုင်းဆိုရကိုတောင်းဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံကနေစစ်ပီးရှောင်းနဲ့စစ်မှုမထမ်းလို့သူတွေတန်းနဲ့ချီပြီးထွက်ပြေးတင်ဆောင်လာနိုင်တာကြောင့်နိုင်ငံခြားသောအလုပ်သမားမှတ်ပုံတင်ရေးအချိန်မြင့်ဆောင်ရွက်မှုနဲ့ဖန်စီခံရသူမြန်မာအလုပ်သမားများကိုနေရက်ပြန်မပို့ဖို့ရွှေပြောင်းအလုပ်သမားများကွန်ရက် MWG မှာ ညီနိုင်ရေးမှူးမစ္စတာအက်ဒီဆွန်ဂုတ်မွန်ခွန်ကထိုင်းဆိုရကိုတောင်းဆိုလိုက်ပါတယ်။ထိုင်းဆိုရအနေနဲ့မြန်မာအလို့သမားများကိုဥပဒေအရအကာအကွယ်မပေးဘဲနေရပြန်လဲပို့ဆောင်နေခြင်းဟာကြီးမားတဲ့ပြဿနာတစ်ရပ်ဖြစ်ပြီးစစ်ကောင်စီကနေရပြန်ပို့ခံရသူတွေကိုအတင်းကျပ်စစ်မှုထမ်းစေပြီးတိုင်းဒါလက်နက်ကိုင်အဖွဲ့တွေနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေအတွင်းလူသားတိုင်းဖြစ်အုံချနေပါတယ်။ထိုင်းနိုင်ငံတွင်ထပ်မံထွက်ပြေးတိမ်းရှောင်လာတဲ့မြန်မာနိုင်ငံသားအများအပြားဟာ တရားဝင်မှတ်ပုံမတင်ရခြင်းမရှိသေးဘူးလို့မစ္စတာအဒီဆွန်ကပြောပါတယ်။ကျွန်တော်တို့ကြုံတွေ့နေရတဲ့ပြဿနာဟာထွက်ပြေးတိမ်းရှောင်လာသူတွေကိုဘယ်သူကအလုပ်သမားဘယ်သူကစစ်ပေးဆောင်စတဲ့ခွဲခြားပြီးစီစစ်တာမျိုးမရှိပဲအစိုးရကတမျိုးတည်းသောအလုပ်သမားမှတ်ပုံတင်တင်ခိုင်းတာပါပဲ။နိုင်ငံရေးဆောင်တိမ်းရှောင်လာသူတွေအနေနဲ့အလုပ်သမားမှတ်ပုံတင်မပြုလို့ရင်ဖမ်းဆီးပြီးနေရပြန်ဖို့ခံရမှာကိုဆိုရင်တော့မဖြစ်မနေလောက်ကြရတယ်လို့သူကပြောပါတယ်။ ။လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြည်ပခတွေကြောင့်မငြိမ်သက်မှုတန်ခံနေရတဲ့မြန်မာအလို့သမား6သိန်းဝန်းကျင်ရှိပြီးချိန်နေဆက်လက်ဖြစ်ပေါ်နေပါကဒီငြိမ်မှုမရှိတဲ့ဒေသကပြည်သူတွေဟာထိုင်းနိုင်ငံဘက်ကိုတူးရီတတန်းကနေနှစ်တန်းအထိဝင်ရောက်လာနိုင်ကြောင်းနဲ့ထိုင်းဆိုရကအလို့သမားမှတ်ပုံတင်လုပ်ငန်းပိုင်းဆောင်ရွက်ရမှာနှီးကွေးနေသဖြင့်ထမံဝင်ရောက်လာသူတွေကိုမှတ်ပုံတင်ပေးနိုင်ခြင်းမရှိတာလို့ဆိုပါတယ်။ထိုင်းဆိုရအနေနဲ့အဆိုအာပြဿနာတွေကိုဖြေရှင်းဖို့အတွက် ပတ်ပုံနဲ့လုပ်ငန်းပိုင်းဆိုင်ရာတွေကိုစနစ်တကျမြင့်တင်ဖို့လိုအပ်ပြီးထိုင်းနိုင်ငံနဲ့တင်းချောင်လာတဲ့မြန်မာနိုင်ငံသားတွေကိုအလုတမလာနိုင်ငံရေးသို့မဟုတ်စစ်ပေးချောင်တင်းချောင်လာတာလားဆိုတာတွေကိုတိကျစစ်ဆစ်ဖို့လိုအပ်ကြောင်းထိုင်းနိုင်ငံအစိုးရအနေနဲ့ပတ်ပုံမတင်ရသေးတဲ့မြန်မာအလုတမတွေကိုဖမ်းဆီးပြီးနေရပြန်ပို့ရင်အသက်အန္တရာယ်ရှိတဲ့အတွက်မြန်မာအလုတမတွေကိုကာကွယ်ပေးဖို့ Mr. Edison ကတောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်